ကောင်းကင်နိုင်ငံတော်မှာဆက်အတန်းခွဲခြားခြင်းလုံးဝရှိမှာမဟုတ်ဘူး။ယုံကြည်သူအားလုံးတူညီသောထာဝရအသက်ကိုကျွန်တော်တို့အမွေခံကြမှာဖြစ်တယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့ပို့ပြီးနားလည်သဘောပေါက်နိုင်ဖို့မဿဲအခိုင်း20မှာတခေယေရှုပြောပြထားတဲ့ဥပမာကို ကြည့်ရအောင်ပါ။မတဲအခိုင်း20အခန်းငယ်1ကနေကြည့်ရအောင်ပါဥပမာက ကောင်းကင်နိုင်ငံတော်သည်စပစ်ဥယင်ကိုလောက်ဆောင်တော်သူတို့ကိုငှားချမ်းငှားနတ်နဲ့စောစောထွက်သွားသောအင်ရှင်နှင့်တူ၏ထိုသူသည်တနေ့လျင်ဒေနာ၏တပြားစီပေးမယ်ဟု၍လောက်ဆောင်တော်သူတို့နှင့်ဝန်ခံပြီးမှစပစ်ဥယင်သို့ဆေလွတ်လေ၏နတ်နဲ့တစ်ချက်တည်းအချိန်၌ထွက်ပြန်လျင် အခြားသောသူတို့သည်အလောက်ကိုမလောက်ဈေး၌ရက်နေသည်ကို မြင်၍တင်တို့လည်း ငါစပြည့်ဥယင်တို့တွားကြတော်လျော်စွာငါပေးမိဟုဆိုလျင် ထိုသူတို့သည်တွားကြ၏တဖန်နှစ်ချက်တီးအချိန်တဖန်သုံးချက်တီးအချိန်၌ရှေ့နီးအတူပြုလေ၏၁၇နိုင်၌လဲထွက်ပြန်လျင် အခြားသောသူတို့သည် အလောက်ကိုမလုရက်နေသည်ကိုတွေ့၍တင်တို့သည်တနေ့လုံးအလောက်ကိုမလုပဲဤအရ၌အဘဲကြောင့်နေကြသည်ဟုမေးတော် ထိုသူတို့ကကျွန်တော်တို့ကိုအဘယ်သူမျှမငှားပါဟုပြောဆိုကြလျင်တင်းတို့လည်းငါ့စပြည့်ဥယင်တို့တွားကြတော်လျော်စွာရကြလိမ့်မည်ဟု ဆိုလေ၏တခရင်ရှုပြောပြတော်မူသောဒီဥပမာအရနတ်နဲ့တစ်ချက်တီးဆိုတာအခုခေတ်အချိန်နဲ့ဆိုရင်နတ်နဲ့၉နာရီနှစ်ချက်တီးဆိုတာမွန်းတက်၁၂နာရီသုံးချက်တီးဆိုတာမွန်းလွဲ၃နာရီ၁၇နာရီဆိုတာညနေ၅နာရီလောက်ကိုဆိုလိုတာဖြစ်ပါတယ် အလုတ်သိန်းချိန်ညနေ6နာရီရောက်တဲ့အခါဇပြက်ချံပိုင်ရှင်က နောက်ဆုံးလာရောက်ပြီးတော့အလုတ်ဝင်လုတ်တဲ့သူကနေစပြီးတော့အရင်ဦးဆုံးအလုတ်လုတ်တဲ့သူအထိသူတို့ရဲ့အလုတ်အားခကိုပေးဖို့မိမိစရေးကိုပြောလိုက်ပါတယ်။နောက်ဆုံးအလုတ်ဝင်လုတ်တဲ့သူတို့ကဒီနာရီတပြားစီရကြတယ်။အဲ့ဒါကိုအရင်ဦးဆုံးအလုတ်ဝင်လုတ်တဲ့သူတို့ကသိမြင်တဲ့အခါတနေ့လုံးအလုတ်လုတ်ခဲ့ကြတဲ့သူတို့ကတော့ပိုပြီးရမယ်လို့ထင်ကြတယ် သို့သောသူတို့ဒီလက်ဒီနာရေးတပြားစီပဲရကြတယ်။သူတို့ထင်ထားတဲ့မျောလင့်ထားတဲ့လောက်အားခကိုမရတဲ့အတွက်ဇပြစ်ချံပန်ရှင်ကိုမကျေနပ်ကြဘူး။နောက်ဆုံးမှလာတဲ့တဏှာကြီးလောက်ပဲအလုတ်လုတ်တဲ့သူတွေကိုနေပူထဲမှာအပင်ပန်းခံပြော့တနေကုန်အလုတ်လုတ်ခဲ့ကြတဲ့ကျွန်တော်တို့နဲ့တန်းတူဖြစ်စေတယ်ဆိုပြော့ဇပြစ်ချံပန်ရှင်ကို မကြိမ်မနက်ပြောဆိုကြတယ် အဲ့တော့စပစ်ဥယင်ချံပန်ရှင်ကအဆွေတင်၌မတရားသော အမှုကိုငါမပြုဒီနိုင်တပြားကိုအမှတ်ပြု၍တင်သည်ငါနှင့်ဝန်ခံသည်မဟုတ်လောနောက်ဝင်တော်သူတို့အားတင်နှင့်အညီအမျှပေးခြင်းဟာငါအလိုရှိ၏ငါသည်ကိုဥစ္စာကိုပြုလို့တမျှမပြုရသလောငါသဘောကောင်းသောကြောင့်တင်သည် မျက်မုံကျိုးရသလောဟုဆိုလေ၏ မတဲအခိုင်း20အငယ်73ကနေပြော့15အထိအချင်းချင်းမနာလိုဖြစ်နေကြတဲ့တပည့်တော်တို့ကိုသခင်ယေရှုကဒီဥပမာအားဖြင့်ဆုံးမတော်မူခြင်းဖြစ်ပါတယ်။ဇပြစ်အိုရဲ့မှာ တနေကုန်နေပူထဲမှာအပင်ပန်းခံပြော့အလုတ်လုတ်တဲ့သူတွေရှိသလို အလုတ်သိန်းခါနီးမှာနေပူတန်လည်းမခံရတနိုင်ပဲဝင်လုတ်တဲ့သူတွေလည်းရှိတယ်။ရရှိတဲ့လုတ်အားခါကတော့အတူတူပဲဒီနာရစ်တပြားပဲ။ ဒီနာရဲ့တပြားကဘာကိုပုံဆောင်တယ်လဲဆိုရင်ထာဝရအသက်ယုံကြည်သူဖြစ်တာနှစ်ပေါင်း80အမှုတော်မြတ်မှာလည်းနှစ်ပေါင်းများစွာပါဝင်လှုပ်ဆောင်ပြော့အဖို့အခများစွာ ပေးတဲ့သူတွေရှိသလိုယုံကြည်သူဖြစ်တာတနှစ်လောက်ရှိပြီးအမှုတော်မြတ်မှာနည်းနည်းပဲပါဝင်တဲ့သူတွေလည်းရှိတယ် တချို့ဆိုရင်လဝါးကားတိုင်းမှာယေရှုကိုရိုက်ထားတဲ့နေ့ကနောင်တရတဲ့လူဆိုးတယောက်လိုပဲတေခါနီးမှာယေရှုကိုယုံကြည်တဲ့သူတွေလည်းရှိမယ်။ယုံကြည်သူတိုင်းတူညီသောထာဝရအသက်ကို အမွေခံကြမယ်။မနာလိုဖြစ်ဖို့လိုသလား။မလိုဘူး။အချင်းချင်းမနာလိုဖြစ်ခဲ့ကြတဲ့တပည့်တော်တို့လိုမဖြစ်ဖို့သခင်ယေရှုကအဲဒီဥပမာအားဖြင့်တပည့်တော်တို့နဲ့ယုံကြည်သူကျွန်တော်အားလုံးကိုတုံ့တင်တော်မူခြင်းဖြစ်ပါတယ်။ စပြစ်ချမှာအလောက်လောက်ကြတဲ့သူတို့ဟာအလောက်ချိန်နဲ့အားဆိုင်မှုပြင်ပန်းမှုတန်တွေတယောက်နဲ့တယောက်မတူပေမဲ့ယုံကြည်သူတိုင်းရရှိမဲ့စုလက်ကဒေနာရဲ့တပြားဒေနာရဲ့တပြားကဘာကိုပုံဆောင်တယ်လဲဆိုရင်ထာဝရအသက်ထာဝရအသက်ကိုယုံကြည်သူကျွန်တော်ရရှိကြတာဟာကျွန်တော်နဲ့ထိုက်တန်လို့မဟုတ်ပါဘူးတပည့်တော်၁၂ပါးတို့ဟာလဲထူနေလကောင်းပဲ ခရစ်တော်ရဲ့တပည့်တော်ဖြစ်ဖို့သူတို့ထိုက်တန်လို့ဖြစ်လာကြတာမဟုတ်ဘူး။ဒါဝရအသက်ကိုသူတို့ရရှိကြတာဟာလဲသူတို့နဲ့ထိုက်တန်လို့မဟုတ်ဘူး။တပည့်တော်၁၂ပါးအပါအဝင်ယုံကြည်သူ ကျွန်တော်တို့အားလုံးဟာဖယားသခင်ပြည့်ညတ်တော်များကိုချိုးဖောက်တော်သူအပြစ်ရှိတော်သူငရဲကလွဲရင်ဘာမှထိုက်တန်ခြင်းမရှိတဲ့သူတွေဖြစ်တယ်။ တပည့်တော်12ပါးနဲ့ယုံကြည်သူကျွန်တော်တို့အားလုံးဟာယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းဖြင့်ကျေးဇူးတော်ကြောင့်အပြစ်လွတ်ခြင်းထာဝရအသက်ကိုရရှိတဲ့သူတွေဖြစ်တယ်။ကနဦးတပည့်တော်တို့နဲ့ဒီနေ့ယုံကြည်သူကျွန်တော်တို့အားလုံးတူညီသောထာဝရအသက်ကို အမွေခံကြမယ်။အဲဒီဥပမာရဲ့အနဲ့အတိတ်ပဲကအဲ့ဒါပဲ။မဿဲအခန်းစာကိုအခန်းငယ်28မှာတခင်ယေရှုက နိုင်ငံတော်ကိုတီထောင်လျက်မိမိကြွလာတဲ့အခါတပဲ့တော်၁၂ပါးတို့ဟာတဆက်နှစ်ခုသောပလင်ပေါ်မှာထိုင်လျက်ဣတီလလူတဆက်နှမျိုးကိုစစ်ကြောစီရင်ရကြလက်တန်းဆိုပြော့တပဲ့တော်၁၂ပါးတို့ဟာဣတီလလူ၁၂မျိုးတို့ကိုဥဆောင်ရတဲ့အခွင့်ထူးကိုသူတို့ရရှိကြမယ်အကြောင်း သခင်ယေရှုကတပဲ့တော်တို့ကိုပြောပြထားပါတယ်သို့တော့ယုံကြည်သူအလုံးတူညီသောထာဝရအသက်ကိုအမွေခံကြမှာဖြစ်တယ် အဲ့တော့ဒီနေ့တပည့်တော်တို့လိုအချင်းချင်းမနာလို့ပြတော့ဟိုလိုကတော့ဖယားခင်အတွက်အသုံးမဝင်ဘူးငါကတော့ဖယားခင်အတွက်အသုံးဝင်ဆုံးဖြစ်တဲ့သူပြတော့ကိုကိုကိုအထင်ကြီးပြတော့ကို့ထက်အသုံးမဝင်တဲ့သူကို့ထက်အသုံးမကျတဲ့သူလို့ထင်တဲ့ယုံကြည်သူတို့ကို မထီမဲ့မြင်ပြုတ်မဲ့အစားငါနဲ့အတူ ထာဝရအတက်ကိုအမွေခံမဲ့ယုံကြည်သူညီအကိုမောင်နှမဖြစ်တယ်ဆိုတာကိုသိမှတ်ပြောအမှုတော်မြတ်မှာစိတ်စေတနာအပြည့်နဲ့ကျွန်တော်တို့ဆက်လက်ပြီးပါဝင်ကြပါစို့လို့အားလုံးအပေါ်မှာဖျားခင် ကောင်းချီးပေးပါစေ